ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုထဲမှာလေအများအားဖြင့်ကျွန်တော်တို့ကိုလိန်မာတဲ့ကလေးတွေဖြစ်ဖို့တင်ပေးခဲ့ကြတာဒါပေမဲ့ကျွန်တော်တို့ကိုကိုယ့်ကိုယ်ကိုဘယ်လိုမျိုးစီးပောင်းနေထားပြီးတော့မှဘယ်လိုကာကွယ်ရမလဲဆိုတဲ့အဥ္စာကိုတိတ်ပြီးတော့မှမတင်ပေးခဲ့ကြပါဘူးကျွန်တော်တို့ကလေးဘွားတော်ကလိန်မာတယ်ဆိုတဲ့အဥ္စာကပြောရမယ်ဆိုရင်စကားပြန်မပြောရဘူးလူတွေကိုစိတ်မချမ်းသာအောင်မလုပ်ရဘူးအများရန်ဟုတ်ကဲ့လူတွေကိုတီးခတ်လိုက်ပါအဲ့လိုမျိုးတွေတင်ခဲ့ရပါတယ်အဲ့လိုမျိုးတွေကမကောင်းလားမဟုတ်ပါဘူးကောင်းပါလေဒါပေမဲ့ရေရှည်ကြာလာတဲ့အချိန်မှာကျွန်တော်ကလုပ်ပါများဝိုင်းနဲ့နောက်ဆုံးအချင်းစရိုက်တစ်ခုလိုဖြစ်သွားတာပေါ့နော်အဲ့လိုကြာ ာလာတဲ့အချိန်ကျတော့ကျွန်တော်တို့အရွယ်ရောက်လာတဲ့အချိန်မှာကိုယ်လိုအပ်ချက်အတွက်တောင်မကြည့်တော့ဘဲနဲ့ပဋိပက္ခတွေရှောင်လာတဲ့အထိဖြစ်လာတာပေါ့နော်အဲ့လိုမျိုးလုံရင်လုံရင်နဲ့ဘယ်လိုမျိုးဆိုးကျိုးတွေစဖြစ်လာလဲဆိုရင်တော့ကျွန်တော်တို့ကတကယ်မလုံချင်ဘဲနဲ့လက်မခံချင်ဘဲနဲ့ yes ဟုတ်ခဲ့ပါဆိုပြီးတော့မှခဏခဏပြောမိခဲ့တယ်ကျွန်တော်တို့ကအဲ့လိုမျိုးတစ်ခါတစ်ခါပြောမိတိုင်းကျွန်တော်ရဲ့မိမိကိုယ်ကိုယ်ရဲ့တန်ဖိုး self work ကဖြစ်ဖြစ်ချင်းလျော့နေလာပါတယ်အဲ့လိုနဲ့ကြာလာတော့ကျွန်တော်တို့ကကိုယ့်ရဲ့လိုအပ်ချက်တွေကအရေးမကြီးတော့ဘူးဆိုပြီးတော့မှထင်သွားကြတယ်ပေါ့နော်အဲ့လိုနဲ့ပဲတစ်ချိန်တည်းမှာကျွန်တော်တို့ကသူများ ားတွေကိုဘာလို့သွားတင်ပေးလိုက်လဲဆိုတော့ကျွန်တော်တို့ကိုဘယ်လိုမျိုးပုံစံနဲ့လွယ်လွယ်ကူကူဆက်ဆံလို့ရပါလဲဆိုတဲ့အဥ္စာမျိုးပေါ့နောက်တစ်ချက်ကကျတော့အပြင်းမှန်ပုံစံမှာတော့တည်ငြိမ်တရားရှိတာပေါ့ဒါပေမဲ့အမြဲလိုလိုကိုယ့်ရဲ့လိုအပ်ချက်တွေကိုတော့မကြည့်တော့ဘဲနဲ့သူများတွေရဲ့လိုအပ်ချက်ကိုဒါ follow လိုက်ပေးနေတဲ့အချိန်မှာအတွင်းထဲမှာကအရန်ပင်ပန်းနွမ်းနွယ်ရရပေါ့နော်အဲ့လိုနဲ့ပဲကြာလာတော့လူတွေကကိုယ့်ပေါ်အများအန်းတက်နေလာကြတယ်နောက်ပြီးတော့ဒီချင်းကကျွန်တော်တို့ပြင်ကျင်တော်မှကျွန်တော်တို့ပြင်လို့မလွယ်တဲ့အကျင့်တစ်ခုပေါ့ဘေးနားလူတွေပြောလို့လဲကျွန်တော်တို့မပြင်ကြဘူးတော်တော်များများကဘေးမှာမှစပြီးပြောင်းလဲကြလဲဆိုရင်နောက်ဆ ုံအဲ့လိုမျိုးအချင်းတွေလှုပ်လာရင်နဲ့ကိုယ့်ရဲ့ဘဝမှာထိခိုက်တာတွေများပြီးတော့ limit ရောက်လာတဲ့အချိန်မှာနောက်ဆုံးကြမှာငါကိုယ့်ကိုယ်ကမကာကွယ်ရင်ဘယ်သူကငါ့ကိုလာကာကွယ်ပေးဦးမှာလဲဆိုပြီးတော့မှသဘောပေါက်လာတဲ့အချိန်ကြမှာစပြီးတော့မှပြောင်းရတာများပါတယ်နောက်ပြီးတော့ကျွန်တော်တခုပြောပြချင်တာကကျွန်တော်တို့ကအားနာလိုက်တဲ့အချိန်မှာသူများကကိုယ့်ကောင်းပေါ်ကြော်သွားပြီလားအဲ့ဒါသူများအပြည့်မဟုတ်ပါဘူးသူများကိုလည်းဒေါသထွက်လို့မရပါဘူးနောက်ဆုံးတကယ်အပြည့်ကိုရှာမယ်ဆိုရင်ကျွန်တော်တို့နဲ့ပဲဆိုင်ပါတယ်မဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကတော့သူတို့ကကိုယ့်ကိုဒီလိုမျိုးဆက်ဆံလို့ရတယ်ဆိုတဲ့ပုံစံနဲ့တွားပြီးတော့မှပြထားပါ ေးတာ။အကယ်၍ကိုကအစရေအာမနာကိုကိုကညင်းရဲတယ်ပြန်ပြောရေးတယ်ကိုရဲ့ရာတင်ရာထိုက်ခွင့်ရေးတွေနဲ့ကျွန်တော်တို့ပြောပြနိုင်နေဆိုရင်တို့လည်းအစိုးရခရီးကဒီလိုမျိုးလုံးမှာမဟုတ်ပါဘူး။ဒီချက်လေးကလည်းအရန်ရေးကြီးပါတယ်။နောက်ပြီးတော့ဒီအာနာတဲ့အချင်းကဖြောက်ရတာအရန်ခက်မှန်းကျွန်တော်သိပါတယ်။အကယ်၍အဲ့ဒီအချင်းတွေကိုပြင်ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ရဲ့ link ထဲမှာကိုကိုပြန်လဲသုံးသပ်လို့ရမယ်။လမ်းညွန်အနေနဲ့ guideline လေးတစ်ခုလေးထားထားပေးပါတယ်။သိဝင်စားတယ်ဆိုရင်တစ်ချက်သွားကြည့်လို့ရပါတယ်။အကယ်၍ကြည့်ပြီးသွားပြီဆိုရင်လည်းဘယ်လိုမျိုးခံစားရပါလဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒီ video မှာ comment မှာ မှာတစ်ချက်လာပြီးတော့မှပြန်လည်မျှဝေပေးခဲ့ပါဦးเนาะ